ဒီကနေ့ခေတ်မှာအများစုလို့ပြောရမလို့ဒီကနေ့ခေတ်မှာကျွလွန်ဖောက်ဖြက်နေတဲ့အပြစ်နှစ်ခုလို့လူတိုင်းတော့မဟုတ်ဘူးပေါ့အဲ့ဒီအပြစ်နှစ်ခုကလူတွေရဲ့ဘဝကိုဖျက်ဆီးနေတဲ့အပြစ်နှစ်ခုကဆိုးကျိုးကိုဖြစ်စေတဲ့အရာနှစ်ခုကဘာတော့ဆိုရင်မူရည်နဲ့လောင်ကစားပဲဖြစ်တယ်ပေါ့တစ်ကမ္ဘာလုံးအတွက် ကြည့်လိုက်မယ်ဆိုရင်လေမူးယစ်နဲ့လောင်းကစားလောင်းကစားကမူးယစ်နဲ့စားရင်တော်သေးတယ်လို့ပြောသို့တော်မြတ်စွာဘုရားကလောင်းကစားပဲဖြစ်ဖြစ်မူးယစ်ပဲဖြစ်ဖြစ်ဒီနှစ်ခုလုံးဟာဆိုးကျိုးကိုပေါဆောင်တဲ့အရာတွေသာဖြစ်တယ်လို့ဒီလိုဟောတာနော်ဒီလိုဟောတာအဲ့တော့မူးယစ်ဆိုတဲ့နေရာမှာစိတ်ကိုပြောင်းလဲသွားစေတတ်တဲ့အရေးမှန်သမျှဆေးမှန်သမျှ ရှူတဲ့အနတ်မှန်သမျှဒါမူရစ်ပဲအဲ့ဒီမူရစ်ဆိုတဲ့အရာကိုနန်းရှူခြင်းတောက်စားခြင်းဒီအသုံးပြုခြင်းဆိုတဲ့ဘယ်လိုပဲလှုပ်လို့ကိုယ်ခန္ဓာကိုယ်ပဂတိစိတ်ကိုပြောင်းလဲသွားစေပြီး မမှန်မကန်အတွေးအကြံတွေဖြစ်ပေါ်စေတတ်တဲ့အရာမှန်သမျှမူရစ်လို့ဒီလိုနာမည်ပေးတာရစ်တယ်ဆိုတဲ့နေရာမှာသူက ဒီရတာမျိုးကိုစိတ်ထဲမှာဆွဲလန်းပြီး နောက်ထပ်ရချင်နေတာအဲ့ဒါကိုရစ်တယ်ရစ်တာကရစ်ယုံနေမှာကူမူးတယ်လို့ဆိုတာအမှန်မသိတာဟုတ်ဆိုလို့တယ်ပေါ့အေးမူးရစ်ဆိုတဲ့စကားအတိုင်းပဲဘဝမှာကြီးပွားတိုးတက်ဖို့အရေးပါတဲ့အသိပညာဆိုတာလေလက်လွတ်ဆုံးရှုံးသွားတာမူးရစ်ရဲ့အထိကဆိုးချိုးပဲဖြစ်တယ်ပေါ့လူရဲ့ တွေးနိုင်ကြံနိုင်တဲ့လူရဲ့အရေးချင်းဟာအသိပညာပဲဖြစ်တယ်။အသိပညာဖြစ်တဲ့အကြံကောင်းဉာဏ်ကောင်းတွေကိုမထုတ်နိုင်လောက်အောင်လူတွေရဲ့အသိဉာဏ်တွေကိုပျက်စီးသွားစေတဲ့ဘူးရစ်ကိုရှောင်ရှားကြရမှာဖြစ်။အဲဒီမှာမြတ်စွာဘုရားထောက်ပြထားတဲ့အပြစ်တွေကိုဗုဒ္ဓဘာသာဝင်သူတော်စင်တွေတတိထားကြည့်မယ်ဆိုရင်ဟုတ်လားမဟုတ်လားကိုယ့်အကိုစဉ်းစဉ်ကြည့်မယ်။မြတ်စွာဘုရားကမူရစ်နဲ့မူရစ်ကိုအသုံးပြုတဲ့ ပုဂ္ဂိုလ်တွေဟာကိုယ်ဘဝမှာဘာတွေဖြစ်နိုင်နှုံးဆိုနံပါတ်1ကတန်ဒိဋ္ဌိကဒနာစာနိတကယ်လက်တွေ့ကတော့အကျိုးချက်ချင်းကတော့ဘာလို့ဆိုရင်ပစ္စည်းဥစ္စာတွေကုန်နိုင်မယ်ဆုံးရှုံးသွားမယ်ဘူးရည်အတွက်ပစ္စည်းတွေကိုသုံးတော့ပစ္စည်းဥစ္စာဆုံးရှုံးခြင်းဆိုတဲ့ဟာနဲ့ပထမဆုံးရင်ဆိုလောကလူတွေဟာပစ္စည်းဥစ္စာပေါ်မှာယက်တည်နေကြငွေကြေးတနာရှာကြရတယ် ငွေကြေးတနာပေါ်မှာယက်တည်ပြီးတော့အသက်ရှင်ကြအေးမူးရစ်နေပြီဆိုလို့ရှိရင်အရေးအကြီးဆုံးကကိုယ့်ရဲ့စီးပွားဥစ္စာပြက်ပျက်စီးသွားတာပဲဖြစ်တယ်ကောဒါနံပါတ်1ပဲဒါဖြင့်မူးရစ်ကိုအကြောင်းပြုပြီးဘာတွေဖြစ်လာနိုင်တော့စေတောက်စားပေါ်တောက်စားပဲချင်းတို့ပဝန်းချင်းတွေတို့ခက်ရံဒေါသတွေဖြစ်လာဒါမို့ဒီကနေ့ခင်ပါဆိုရင်တရေစာချန်နယ်တွေထဲမှာမတွေ့ချင်းအဆုံးပဲ မူရတောက်စားပြီးရံဖြစ်ကြလို့တမှုဖြတ်မှုဆိုရရာဆုံးမှုတွေကျွလွန်ကြဒါမျိုးတွေဖြစ်ကုန်တာပေါ့နော်အဲ့တော့ဒါတွေဟာကောင်းကျိုးလားဆိုးကျိုးလားစဉ်းစားကြည့်မယ်စေတမှုရှိတဲ့ဘဝတစ်ခုရရှိထားတာမူရကိုအကြောင်းပြုပြီးအသက်ဆုံးကြရတယ်မူရကိုအကြောင်းပြုပြီးတော့အသိဉာဏ်တွေဆုံးသွားတာဘလောက်ဆုံးရှားပွေထားတဲ့ပစ္စည်းဥစ္စာတွေဆုံးတယ်ရှားပွေထားတဲ့အသိပညာတွေဆုံးရှုံးသွားတယ် တဦးနဲ့တူမတည့်ပဲနဲ့ရန်ခိုက်ဒေါသတွေဖြစ်တယ်။အဲ့ဒါလို့မူရစ်ကိုအကြောင်းပြုလာလို့ရှင်လောကမှာကောင်းတဲ့အမှုဆိုတာမရှိမကောင်းတဲ့အမှုတွေလုပ်ဖို့သာဖြစ်ထို့တူပဲကစားတယ်လောင်းကစားတယ်ဆိုတာဟာလည်းပဲနံပါတ်၁ကိုကအနိုင်ရလို့ရှိရင်ရှင်သူများတယ်နိုင်တဲ့လူကိုရှုံးတဲ့လူတွေကတတ်ဖို့ချောင်းနေကြတယ်အမြဲတမ်းဒါမှမဟုတ် နိုင်သူယံပွားတဲ့ယံများတယ်ဒါကြောင့်မလို့ဖဲဝိုင်းမှာအသက်ခံရတယ်လို့လောင်ကစားဝိုင်းမှာအသက်ခံရတယ်ဘဝမှာဆုံးရှုံးသွားတယ်ကိုနိုင်လိုက်တာကိုနိုင်လိုက်ရတယ်ဆိုတဲ့ရထားတဲ့စီးပွားဥစ္စာအားလည်းပဲပြောပါတော့အောင်ချမ်းသာကြွယ်ဝဖို့ဆိုတာမဖြစ်နိုင်အဲ့ဒါကြောင့်မို့ကိုနိုင်လိုက်လို့ရှိရင်လည်းပဲစိတ်ချမ်းသာကိုချမ်းသာနေနိုင်တဲ့အနေထားမဟုတ်ဘူးရှင်သူတွေကိုဝိုင်းဝိုင်းလဲလာလိုက်မယ် ရှုံးတဲ့အခါရောရှုံးတဲ့အခါကျတော့စိတ်ဓာတ်တွေကြပြီးကိုယ့်ကိုယ်တတ်သိခြင်းအောင်ဖြစ်သွားကြ။ဟောနိုင်ရင်လည်းမကောင်းဘူးရှုံးရင်လည်းမကောင်းဘူး။ရှားထားတဲ့စီစဉ်ဥစ္စာတွေလည်းပျက်စီးတယ်ဆုံးရှုံးတယ်ဆို။ဒါကြောင့်မို့လောင်းကစားဆိုတာကိုလည်းပဲမြတ်စွာဘုရားမလုံးသိမှုလို့ရှုတ်ချပြောကြတာ။ဒါကိုခြင်းတရားကိုထိမ့်သိမ့်ဆော့ရှော့တဲ့နေရာမှာဒီနှစ်ခုဟာလည်းပဲတတိပြုเสียရပဲဖြစ်တယ်ပေါ့ ဒါကြောင့်ကိုချင်းတရားဟာစီပါဥစ္စာတိုးတက်ဖို့အတွက်များစွာ အရေးပါတယ်လို့ဆိုတာကိုမြတ်စွာဘုရားကဒီတုတ်တံမှာခေါ်ထားပုံလေးကိုကြည့်။စာပေကျမ်းကမှာကိုချင်းတရားပြည့်ပြားတယ်ဆိုတဲ့စကားလုံးကိုချင်းတရားဆိုတာဘာလဲ။သီလကိုပြောတာ။လောကမှာလူတွေမှာသီလဆိုတဲ့စီကံပြည့်သွားပြီဆိုရင် ဒီဆိုးကျိုးတွေဟာဟိုကဝင်လာဒီကဝင်လာဒီဘဝမှာလဲဆိုးကျိုးတွေနဲ့နောက်ဘဝမှာလဲပဲမကောင်းတဲ့ဘဝရောက်ရှိပြီးတော့အဲ့လိုသွားနိုင်တယ်။ဒါကြောင့်မို့ဒီဘဝမှာလဲမကြည်ဘဝဘူးနောက်ဘဝမှာလဲမကြည်ဘဝဘူးတဲ့။အေးရသဗျာကဒါကိုတတိပေးတဲ့အနေနဲ့ဟောတာ။နော်။ကိုချင်းတရားပြက်ပြားလာပြီ။သီလပြက်ပြားလာပြီဆိုရင်ဘာဖြစ်ဘာဖြစ်နိုင်တယ်လဲလူတယောက်ဟာ တမာပြင်းတော့ဘုရဘဒဝင်သူတော်စင်တွေကတွေးထင်ကြတယ်ဒီဘဝကိုကျင်တရားမကောင်းတဲ့လူကနောက်ဘဝငရဲကြမယ်ဒါလောက်ပဲတွေးမယ်နော်အေးနောက်ဘဝငရဲကြမယ်ဆိုအခုမခံရသေးတော့တချို့ကတိတ်ပြီးတော့ဟိုခရီးမဆိုင်တဲ့သဘောမျိုးဖြစ်တယ်ဒီဘဝဒီကိုစံမယ်နောက်ဘဝနောက်ကိုခံမယ်ဆိုတဲ့အတွေးတွေနဲ့နောက်ဘဝဟာငါမဟုတ်ဘူးလို့ထင်ကောင်းထင်နေကြလိမ့်မယ် ို့တော့မြတ်စွာဘုရားဟောထားပုံကဒီဘဝကစပြီးပျက်စီးတယ်ဆိုတာတတိထားဖို့လို့ပေါ့အဲ့တော့ကိုချင်းတရားပြက်ပြားလာတဲ့ပုဂ္ဂိုလ်တရားဟာနမတိဖြစ်ပေါ်လာနိုင်တဲ့အရာကပါလဲလို့ဆိုကိုချွေးနဲ့သွေးနဲ့အနစ်နဲ့အလလရှားဝေစုဆောင်းထားတဲ့ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးခြင်းနဲ့ကြုံရတယ်တဲ့ဒါနံပါတ်1ဆိုးချိုးပဲเนาะဘလောက်ခဲချမ်းသာချမ်းသာကိုကျင့်တရားပြည့်ပြသွားပြီဆိုရင်ကုန်တယ်ဒါကြောင့်မို့မြတ်စွာဘုရားလက်ထက်တုန်းကဗာရဏသီကဂရေ80ကျွယ်ဝတဲ့တထေသာသူကိုယ်တိုင်ကဂရေ80ကျွယ်ဝတယ်သူ့ရဲ့ဇနီးဖြစ်တဲ့တထေသမီးကလည်းဂရေ80ကျွယ်ဝတယ်အဲ့ဒီ ခရီး၈၀ကျွဲဝတဲ့တထေသားနဲ့တထေသမီးအတူတဝက်ပေါင်းဆက်ပြီးသူတို့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေဟာအလွန်များတော့တသက်တာမှာကုန်နိုင်စရာအကြောင်းရှိဘူးသို့သောတထေသားအသိဉာဏ်မရှိတဲ့အတွက်ကြောင့်အတောက်စားအခစားသမားတွေနဲ့ပေါင်းမိပြီးသူတို့ရဲ့မြောက်ပင့်ပေးမှု လောကလူတွေဆိုမြောက်ပြင်းပေးတာပဲเนาะဝန်းရံညရဲဆိုတာမြောက်ပြီးတော့ဝန်းရံညတာဝိုင်းပြီးတော့လူတယောက်ပျက်စီးဖို့ဆိုရင်မြောက်ပေးတဲ့ပုဂ္ဂိုလ်တွေကအများကြီးဖြစ်လာအများကြီးဖြစ်လာအဲ့ဒါလူဖြစ်လာတဲ့အခါမှာကိုယ်ပညာအတိမရှိတဲ့ပုဂ္ဂိုလ်ဟာကိုမြောက်လို့မြောက်မှန်းမသိဘူးကိုပစ္စည်းတွေစတင်ပြီးတော့တုံးတာဖြုံးတာစလုပ်လာဂရေ80ဟာတခဏအတွင်းမှာပဲ တောက်လိုက်စားလိုက်တုံးလိုက်ဖြုံးလိုက်နဲ့ဂုံသွားတယ်။ဇနီးဖြစ်တဲ့တတိသမီးရဲ့ပစ္စည်းတွေကိုလည်းပဲထိုနည်းအတိုင်းပဲတုံးလိုက်ဖြုံးလိုက်တာဂရေ80ဂုံသွားတယ်။ပိုင်ဆိုင်နဲ့လေယာကန်းကျောင်းနေလေလုံနေတဲ့ပုဂ္ဂိုလ်တွေကပြန်လီအနှံ့ငင်းမရှိဘူး။ကျွေးတွေဆုံးနောက်ဆုံးကြတော့ခွက်လက်ဆွဲပြီးတော့တောင်းစားရတဲ့ဘဝမျိုးရောက်ပါတယ်ဆိုတာ။ လူရဲ့တမိုင်းမှာအထင်ရှားဖြစ်ပေါ်ခဲ့ဘူးတာဖြစ်ဒါဘာကြောင့်ဒီလိုဖြစ်သွားတော့ဆိုကိုချင်းတရားပြက်ပြန်လို့ကိုချင်းတရားပြက်ပြန်သွားတဲ့ပုဂ္ဂိုလ်ဟာဘလောက်ချမ်းသာချမ်းသာနောက်ဆုံးမှဆင်းရဲမွဲတွေ့သွားဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကဘလို့ဟောတော်ဆိုပမာဒာတိကရဏမဟာတိန်ဘောဂဇာနိကိစ္စနိကိစ္စတိကိုချင်းတရားပြက်ပြားသွားလို့ရှိရင်တဲ့မူရစ်တောက်စား အသိဉာဏ်ဤကိမဲ့သွားသည့်ကြောင့်ကိုယ်ပိုင်ဆိုင်နဲ့ကြီးမားတဲ့စီစဉ်ဥစ္စာတွေဟာပြပြဆုံရှုံသွားနိုင်တယ်လို့ဒါတတိပေးလိုက်တယ်အဲ့တော့စီပွားပြနိုင်တယ်လို့ဒီလိုဆိုလိုတာပဲဘလို့ချမ်းသာချမ်းသာစီပွားပြသွားနိုင်တယ်ကိုခြင်းတရားပြပြီဆိုရင်စီပွားပြနိုင်တယ်ဒါကိုတတိထားမှာဖြစ်တယ်နောက်ဘဝမှာငရေကြမှာမဟုတ်ဘူးအခုဘဝမှာပဲစီပွားပြသွားတယ် ဒါကြောင့်မို့ကိုခြင်းတရားမပြက်ပြောင်းထိမ့်သိမ်းဆော့ဆော့ဒါဖြင့်ကိုခြင်းတရားပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကြပါဖြစ်ကိုခြင်းတရားရှိတဲ့ပုဂ္ဂိုလ်တွေကသူများလို့ကိုခြင်းတရားပြက်ပြားပြီးမူရလောင်းကစားနေတာမလုပ်သည့်အတွက်ကြောင့်စီးပွားဥစ္စာတွေတည်ထန်တိုးတက်များပြားပြီးချမ်းသာတဲ့ချမ်းသာတယ်လို့ဒီလိုဆိုလိုတာပဲပြန်အားဖြင့်ဒါကြောင့်မို့ကိုခြင်းတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကချမ်းသာပြီးကိုခြင်းတရားပြက်ပြားတဲ့ပုဂ္ဂိုလ်ရဲ့ အကျိုးအပြစ်အပြစ်ကဆိုးကျိုးကရှားပွေစုဆောင်းထားတဲ့ပစ္စည်းဥစ္စာတွေဆုံးရှုံးပျက်စီးလက်လွတ်သွားခြင်းပဲဖြစ်တယ်ဒီလိုဆို